Hello everyone လီယိုတို့ပြန်ဆုံကြပြန်ပြီနော်ဆိုတော့လီယိုတို့တပတ်တပတ်ကုန်လာလဲအင်မတန်မှအမြင့်ဆန်လွန်လာပါတယ်အဲအားလုံးတည်ကြတဲ့အတိုင်းပဲပေါ့နော်ပြီးခဲ့တဲ့တပတ်တာကာလကတော့အဲလီယိုတို့အားလုံးအတွက်ကိုခက်ခဲကြမ်းတမ်းနဲ့နော်ဒီကက်ဘေးဒုက္ခကြီးကိုလီယိုတို့အားလုံးအတူတူကြော်ဖြတ်ရတာဖြစ်တယ်ပေါ့နော် အရာအလုံးအားမတည်မြဲတဲ့သဘောတရားတွေရှိရဲဆိုတာကိုလေရိုးစင်ကျင်ရတယ်။အဖြစ်ပြက်သဘောတရားတွေဒီပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အမြဲတမ်းအနိဋ္ဌာယုံတွေကြီးပဲရှိနေမှာမဟုတ်ပါဘူး။အနိဋ္ဌာယုံပြီးရင်အိဋ္ဌာယုံနော်။ကောင်းသောအာယုံတွေဖြစ်တည်မှုတွေဟာပြန်လဲရှင်သန်လာအောင်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီယုံကြည်စေလေးတစ်ခုနဲ့လေရိုး life ကိုဆက်ပြီးတော့ move forward လုပ်ရမှာဖြစ်ပါတယ်။ဆရာ okay အဲ့တော့လေရို page ကနေပေါ့နော်။လေရိုးဒါ weekly ဒီဆက်ပေးနေကြ Azuriet Energy Check-in Reading လေးပေါ့နော်။အာရာဒီဘာတစ်ခုချင်းစီအလိုက်ကိုဒီကိုဖတ်ပေးမယ်။ထုံးစံတိုင်းပေါ့နော်။အဲ့တော့ message ကဒီရော April 9ရက်နေ့ကနေ16ရက်နေ့အထိအကျုံးဝင်မှာဖြစ်ပါတယ်။အဲ့တော့ weekly Azuriet reading လေးမတင်ဆက်ခင်မှာဒီရော page မှာ announce လုပ်ထားတာလေးရှိပါတယ်။ဒါကတော့လာမယ့်ဒီမြန်မာနှစ်ကူးပေါ့နော်။တင်းကြံအတွက်ကိုဒီရော promotion ပေါ့နော်။ promotion discount လေးလုပ်ပေးထားတယ်။ဘယ် consultation package အမျိုးအစားမဆိုနက္ခတ် ပီပညာအတွက်တာပဲဖြစ်ဖြစ် so purpose ကိုရှာဖွေတာပဲဖြစ်ဖြစ် talk therapy ပဲ you you terror နဲ့ပဲကြည့်ကြည့်ပေါ့နော်ဘယ် consultation package မျိုးမဆိုလीယဒီ client အားလုံးပေါ့နော် overseas ကဒီ local client တွေအတွက်ပါလीယ20% discount ပေးထားပါတယ်ပေါ့နော်အဲ့တော့ April 9ရက်နေ့ကနေ18ရက်နေ့အထိလीယ open လုပ်ပေးထားမယ်အဲ့တော့အဲဒီကြားထဲမှာ booking လာယူရတဲ့သူတွေအတွက်ကိုပေါ့နော်20% discount လေးရမှာဖြစ်ပါတယ်ဒါလေးကတော့လीယဒီ တကြံအတွက်ကိုပေါ့နော် special promotion လေးလုပ်ပေးတာဖြစ်ပါတယ်အမှန်တကယ်တော့ April first week ပေါ့နော် April လအစကတည်းကကလေးကိုကြီးညာမလို့ပဲလုပ်ပေးမလို့ပဲတပိမဲ့ဒီငလျင်ပြီးကြုံသွားတဲ့အခါကျတော့ဒီကိစ္စတွေကိုလည်းလီကိုတိတ်မတင်ကျင်းတော့ဘူးကဲအနာနီးတော့မှပဲနော်နည်းနည်းလေး stable ဖြစ်တော့မှပဲအဲလီကို page မှာ announce လုပ်မယ်လို့လီကိုဆုံးဖြတ်ခဲ့တာဖြစ်တယ်ပေါ့နော် so anyway ်လီရော reading လေးကိုစားလိုက်မယ်เนาะအဲ့တော့ April 9ရက်နေ့ရနေ16ရက်နေ့အထိ message ပေါ့เนาะအဲ့တော့ရာသီပါတစ်ခုချင်းစီလိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့လီကိုထပ်ပြီးတော့ repeat လုပ်ပါမယ်အဲ့တော့မိမိရဲ့ sun sign moon sign rising sign နဲ့ light ကြည့်လို့ရတယ်တနင်္ဂနွေကျိုးရက်တည်မှု sun sign တခုလည်းမမဟုတ်ဘောနော် moon sign ကိုတည်ရဆို moon sign ရဲ့ zodiac ကိုလည်းလိုက်ကြည့်မယ် rising မှာပါနေရဲ့ zodiac sign ကိုလိုက်ကြည့်ပါ sun moon rising ကိုတော့လေကျေမပြောတော့ဘူးဒီရောရဲ့ facebook page မှာ youtube channel မှာပါ knowledge sharing clip play playlist တွေရှိပါတယ်အဲ့ဒီမှာဝင်ကြည့်ကြည့်ပေါ့နော်ဒီကိုအသေးစိတ်ရှင်းပြပေးချာတယ် okay အဲ့တော့ aries to pisces ပေါ့နော်ထုံးစံတိုင်းအာလီဝါယာဒီဘာတစ်ခုချင်းစီလိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ okay အဲ့တော့ let's start with aries အာလီယိုတို့ aries ကနေစလိုက်မယ်နော်အဲ့တော့ coming week အတွက် aries ရဲ့ energy april 9ရက်နေ့ကနေ16ရက်နေ့အထိကို aries ရဲ့ energy လေးဘယ်လိုရှင်းလင်းခြင်းနော် for Aries. Aries Aries ဒီကတော့တကယ်ကိုကြော့တိတခုအရင်ပြွားရတဲ့ energy လေးတွေးရပါတယ်။ကိုမှရှိတဲ့ပတ်စံလေးဒနာအင်အားတွေကိုရင်းနှီးလိုက်တယ်။ဘာလို့ဖို့အတွက်လဲတချို့ကြတော့เนาะကိုရဲ့လုပ်ငန်းကိုချဲ့ထွင်ဖို့တချို့ကြတော့လည်းလက်ရှိအလုပ်လုပ်နေတဲ့နေရာဒေတာတွေနောက်တနေရာကိုရွေးပြောင်းဖို့အတွက် နော် invest လုပ်လိုက်တဲ့အရာလေးတခုတွေ့ပါတယ်တချို့ကျတော့ပညာသင်ဖို့အတွက် invest လုပ်လိုက်တာမျိုးပညာသင်ဖို့အတွက်ပတ်စံရင်းနှီးလိုက်တာမျိုးတွေဖြစ်နိုင်တယ်ဆိုတော့ဒီဘက်ကကာလာတူမှာ aries တွေအတွက် energy တော်တော်လေးကောင်းတယ်စာမွေးဖြည့်ဖို့ပြင်ဆင်နေတာမျိုးဆိုစာမွေးတွေပါရင်အောင်မှုအလားလားလုံးဝ80%သိကြတာဟုတ်လို့မြင်နေပေါ့နော်အလုပ် interview တွေပါရင် ရှောက်ထားတာမျိုးအလုပ်အင်တာဗျူးတွေပါပြီးရတာမျိုးအလုပ်အင်တာဗျူးတွေပါပြီးပါလာမျိုးတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လီယိုထင်တာတော့ပါလဲပါနိုင်တယ်ပေါ့နော်လုံးဝ80% sure you get this job you're going to get this job ဒီအလုပ်ကိုအခက်ခက်ခဲခဲပေါ့နော်အခက်ခဲကြီးခြားရဲရအောင်ပါရလိုက်မယ်အခက်ခဲကြီးခြားရဲကိုကဆံမွေးအောင်လိမ့်မယ်အခက်ခဲကြီးခြားရဲကိုကဒီ business ကို account ပေါ်ဆောင်ရွက်နိုင်လိမ့်မယ်ဆိုတော့လီယိုအဲ့ energy လေးကိုတွေးတယ်ဆိုတော့ every စီအတွက်ကိုတကယ်ကိုဟော တကယ်ကောင်းတဲ့ရဲ့တဲ့ဘက်ဖြစ်တယ် sorry လို card ကိုဒီလိုမျိုးကြီးပြနေတော့ focus ကဒီဘက်ကိုပဲတွားနေလားမသိနော်ဒီလိုမကြည့်မိလို့ okay monitor all right that's a message for aries အော်လီယို next sign taurus ကိုကြည့်မယ် salmon rising ပေါ့နော်အော် taurus ရဲ့အတွက်ကိုဒီလာမယ့် april 9ရက်နေ့ကနေ16ရက်နေ့ထိ energy လေးမျိုးရှိမလဲ taurus 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 ဒီရတော့လောဝါကိုရွှေတီဆောင်းမဲ့ရတဲ့တပတ်ဖြစ်ပါတယ်တော်တော်လေး energy ကောင်းနေနော်ကိုရဲ့အလုပ်ကိုရဲ့အဲ social media မှာပဲလုပ်နေပစီပေါ့နော်ဘယ် industry မျိုးမှာမဆိုတာဒီကိုခန်စားတော့အလုံးနဲ့ပတ်သက်ကြမျိုးတွေဖြစ်နိုင်တယ်နော် followers တွေတိုးလာတာမျိုး လူသိထင်ရှားဖြစ်လာတာမျိုး okay နော်ကိုလှုပ်တဲ့အလုံးမှန်တဲ့များအတိမတ်ပြူချင်းခံရတာမျိုးကြုံရလိမ့်မယ်တချို့ Torres ဆိုဒီတပတ်တာကာလာတမှာခီးသွားလာလို့အင်မန်တမကောင်းနေခီးသွားတဲ့ကိစ္စရင်းလေးပေါ်ပေါက်နိုင်နေ Okay ဆိုတော့ now supporters ကိုထောက်ခံတဲ့သူတွေများလာမယ်အလုပ်ထဲမှာဆိုလို့ရှိရင်လေကိုကိုထောက်ခံတဲ့သူနော်အရင်ကဆိုကိုအမြဲဟိုအမြဲနဲ့ ဟိုဘူကလန်တိုက်တဲ့သူတွေရှိမှာပေါ့ကိုပြောတာရေးသိပ်ပြီးတော့လက်မခံချင်တာမျိုးဆိုအဲ့လိုလူမျိုးတွေကအစားကိုပြောတာနားထောင်လာတာမျိုးပေါ့နော် just ဘာမှ give size ဆရာမျိုးကိုလှုပ်ချင်တဲ့အရာတကူကိုပြောချင်တဲ့အရာတကူကိုရဲဝန်တာပြောချလှုပ်ချပါ Taurus တွေ energy အရန်ကိုကောင်းပြီနော် okay all right all right leo တို့ Gemini ကိုကြည့်ပါမယ်အဲ့တော့ Gemini Salmon Rising ကျတော့ Gemini နေရဲ့ coming April ကိုရဲ့နေရာနေ 16ရက်နေ့ ਦੀ NAD လေးကိုကြည့်မယ်နော် Gemini All right cut Gemini နေဒီပတ်တာကာလာအတွင်းမှာစိတ်ညစ်ခဲ့အရင်တပတ်ပေါ့နော်ပြီးခဲ့တဲ့တပတ်ကာလာအတွင်းမှာစိတ်ညစ်ခဲ့ရတာမျိုးတွေဒီအနှိမ့်ထာယုံတွေကိုမြင်ရလို့စိတ်ညစ်တာမျိုးတွေလည်းရှိမှာပေါ့နော် နောက်တစ်ခုကကျမ်းမာရေးချူချတာကြောင့်လည်းဖြစ်ချင်းဖြစ်မယ်။အော်ဒါမှမဟုတ်တချို့ကျမ်းနိုင်နေရကြတော့ကိုကိုယ်တိုင်မှုံတော်မှာကိုကျမ်းမာရေးချူချတဲ့သူဂီယူဆိုင်ပေးရတဲ့ take care လုပ်ပေးရတာမျိုးကြောင့်ဖြစ်ချင်းဖြစ်မယ်။များသောအားဖြင့်တချို့ကျမ်းနိုင်နေဆိုလို့ရှိရင်ဒီမှာ OA နော် OA ဆုံးရှုံးသွားတာနော် OA စီးစိမ်ဆုံးရှုံးသွားတာမိသားစုဆုံးရှုံးသွားတဲ့ကျမ်းနိုင်လေးလည်းပါမယ်။အော်ကိုကိုယ်တိုင်မှုံတော်မှာကိုယ့်ရဲ့ဆွေမျိုးနီးစပ်တွေဖြစ်ချင်းဖြစ်မယ်။ Leo reading ကိုကြည့်နေတဲ့သူတွေထဲမှာလीနော်။ စိတ်မညစ်နဲ့တဲ့ဒီတပတ်တာကာလအတွင်းမှာเนาะပြန်ပြီးတော့ဒီ OAN စီစဉ်နေကိုနေဖို့ထိုင်ဖို့နေရာအခက်ခဲဖြစ်နေရဲဆိုရင်နေရာပြန်ရလာမယ်เนาะငွေကြီးအခက်ခဲဖြစ်နေရဲဆိုရင်အဲ့ငွေကြီးပြန်အဆင်ပြေလာလိမ့်မယ်ဂျမ်းမာကြီးပြန်လဲကောင်းမွန်လာလိမ့်မယ်တဲ့เนาะအဲ့တော့အဆိုပြီးအကောင်ဖြစ်မဲ့ Gemini လေးတွေလို့ဒီကိုမြင်ပါတယ်ဆိုတော့ that's a Gemini ရဲ့ energy ပါဆိုတော့ attain တာเนาะအော်ကိုယ်အတွက်ပြန်ပြီးတော့ကိုယ်အသက်ဆင်းမဲ့ရဲ့တဲ့ဘက်ကိုပြန်ရောက်มาဖြစ်တယ် Gemini နေ okay <clears throat> Gemini Bio Leo Cancer ကိုကြည့်မှာเนาะအဲဒါ no? Salmon Rising Coming April right? 9ရက်နေ့နဲ့16ရက်နေ့ဒီပေါ့เนาะ9 to 16 energy ကိုကြည့်မယ် for cancer Wow Cancer တချို့ပေါ့เนาะလက်ရှိအခြေအနေမှာ တချို့တွေအတွက်ကကြတော့ကိုစီစဉ်ထားတဲ့အရာကိုရင်းနှီးမြှုပ်နှံဖို့စဉ်းစားထားတဲ့အရာစီးပွားရေးလုပ်ဖို့ကိစ္စလေးတွေကကြက်ကြက်ချော့ဖြစ်သွားတာကစင်ကလျားဖြစ်သွားတာအစီအစဉ်မကြအစီအစဉ်တကြမဖြစ်ပဲနဲ့ပျက်စီးသွားတာနောက်တချို့ကြတော့ agreement တွေပေါ့နော် ယူထားတာတွေပျက်စီးသွားတာမျိုး business agreement တွေယူထားတာမျိုးတွေမဆက်မလုပ်ဖြစ်တော့တာမျိုးအခြေအနေတွေပြောင်းသွားတာပေါ့เนาะဒီကိုခံစားရတော့တဘာဝဘေးအန္တရာယ်တွေအကြောင်းမလို့ဖြစ်လိမ့်မယ်သီလား impact ပေါ့เนาะကိုကဒီတဘာဝဘေးအန္တရာယ်ဖြစ်နေတဲ့နေရာမှာနေတာမဟုတ်ရင်တော့မှ oversee ရောက်နေအောင်တော့ impact ပေါ့ကိုစီကိုလာရိုက်ခတ်တာပေါ့ကိုရဲ့စီပွားရေးကိုလုံနေရဲ့အလုပ်မှာလာပြီးတော့ရိုက်ခတ်တာအလုပ်တွေရက်သွားတာမျိုးနော်ကိုကဒီလောက်ကိုဒီတဲ့ဘက်မှာဆက်လို့တော့မဆိုအောင်ငလင်းလှုပ်သွားလို့နော် ဘာမှမလုပ်လိုက်ရဘူးလုပ်ဖို့အတွက်ကိုရက်လိုက်ရတယ်အဲ့လိုမျိုးကင်ဆာတွေလေးကိုတွေ့ရဒါပေမဲ့စိတ်မပူနဲ့ဒီတပတ်ကြာကာလအတွင်းမှာပြန်ပြီးတော့အဆင်ပြေလာလိမ့်မယ်ငွေရေးကြီးရေရောပေါ့နောက်နောက်တစ်ခါကျတော့ကုညီမဲ့မိတ်ဆွေအပေါင်းတင်သူတစ်ဖြင့်အမျိုးသမီးမိတ်ဆွေအပေါင်းတင်ကိုယ့်ထက်အသက်ကြီးရဲ့သူမျိုးပေါ့နော်အမျိုးသမီးမိတ်ဆွေအော်ဒါမှကိုယ့်ရဲ့အထက်ရာရှိအော်ဒါမှကိုယ့်ရဲ့ဆွေမျိုးတွေကလည်းဖြစ်ချင်းဖြစ်မှာနော်အဲ့လိုပုံကိုယ်ရဲ့အထောက်ပံ့အကူအညီလေးတွေရမယ် အာစီးပွားရေးကမလုပ်ဖြစ်တော့ဘူးเนาะရက်လိုက်ရတယ်ပြက်သွားတယ်ဆိုလို့ရှိရင်လည်းပြန်ပြေလည်လာလိမ့်မယ်ပြန်ပြေလည်ဖို့လမ်းစာပြန်လည်ထူထောင်ဖို့လမ်းစာကိုလည်းဒီတပတ်တာကလာအတွင်းမှာ cancel လေးတွေရမှာဖြစ်ပါတယ်เนาะတချို့ကြာကိုယ့်ရဲ့မိခင်ပေါ့เนาะမိခင်စီကနေ support ရတာမျိုးပေါ့เนาะဩဒါမို့လည်းမိခင်မရှိရင်လည်းကိုယ့်ရဲ့အမဝန်ကွယ် relatives authority စီကနေ support ရတာမျိုးလေးကြီးဂျုံနိုင်တယ်เนาะဆိုတော့သူလည်းဒါဘင်ကပဲเนาะ ပြက်ပြင်းပြန်ဖြစ်တဲ့သဘောလေးကိုလေးကိုတွေ့ပြန်တဲ့ cancer တွေရတော့ဆိုတော့ wish you all the best cancer all right error uh, leo cancer bb uh, leo သွားမယ်နော်အဲ့တော့ leo ရိဇတ်ကို salmon rising energy for coming april 9 to 16 leo Okay. လီယိုရီလက်ရှိအခြေအနေမှာကိုယ့်ရဲ့စိတ်မှာမတင်မကျဖြစ်နေတဲ့ကိစ္စကြီးရှိအဲ့ဒါကြီးကဘာနဲ့ဆက်ဆက်တာလဲဆိုတော့နိုင်ငံခြားသွားတာတွေလုပ်ငန်းချဲ့ထွင်တာတွေနော်ကိုယ့်ရဲ့ဒီရဝေးနဲ့ဆက်ဆက်တဲ့အလုပ်တွေလုပ်တဲ့ကိစ္စတွေမှာဆုံးဖြတ်ရခက်နေရသလိုသလိုဖြစ်နေရပါတော့နော်ငါဒီလောက်ကိုဆက်လုပ်ရမှာလားနောက်တစ်ခုပဲရွေးရမလားဖြစ်နေတာမျိုးအဲ့ဟာက ဘာနဲ့ဆက်ဆက်နေရလဲဆိုတဲ့အခါကျတော့စီးပွားရေးနဲ့ဆက်ဆက်တယ်လို့မျိုးစိတ်တွေမှာခံစားရတယ်။နောက်တစ်ခါကျတော့ကိုယ့်ရဲ့အောင်မြင်ခြင်းပန်းတိုင်းပေါ့ကိုယ့်ရဲ့မျှော်လင့်ချက်တွေနဲ့ဆက်ဆက်နေရဒီအလုပ်ကိုငါဆက်လုပ်ရမှာဒါမှမဟုတ်လည်းငါရဲ့အရင် previous job ကိုပဲပြန်သွားရမှာဒီ offer ကို take လုပ်ရမလားဒီ offer ကို take လုပ်လို့ရှိရင်ငါဖြစ်ချင်နေတဲ့ငါသွားချင်တဲ့နိုင်ငံကိုရောက်မှာလားအဲ့လိုမျိုးပေါ့နော်ဒီဒီကိုနဲ့အလှမ်းဝေးတဲ့ရေဝေးရကိစ္စတွေနဲ့ဆက်ဆက်ပြီးတော့ Leo တွေက ဆုံးဖြတ်ချက်တွေမပြတ်မသားမတင်မကျဖြစ်နေတာမျိုးတွေကြုံလိမ့်မယ်အဲ့တော့လက်ရှိ DVD ကိုဖတ်နေတဲ့အချိန်မှာကြုံနိုင်တယ်ဒါပေမဲ့ you will know what you are supposed to do ပေါ့နော်မင်းဘာလုပ်ရမလဲဆိုတာလေးတွေသိသွားလိမ့်မယ်ဒီတပတ်တာကာလအတွင်းမှာကိုယ့်ရဲ့စံကြတွေပြည့်မြောက်ဖို့ရှိပါတယ်ကိုယ်ပတ်စံကုန်ထားတယ်ကိုယ်ငွေကြေးတွေကုန်ကြထားတယ်ကိုယ့်ရဲ့လုံအားတွေကိုယ့်ရဲ့အချိန်တွေပေးဆက်ထားတဲ့ရင်းနှီးထားတဲ့အဲ့ဒါတွေရဲ့အကျိုးမြတ်တီလီယိုတွေလာဖို့ရှိပါတယ်။နောက်တစ်ခါကျလီယိုတွေဒီတစ်ပတ်တာကာလအတွင်းမှာ ာတဘာသူကိုမြင်များကူညီပေးဖြစ်မယ်လို့လီယိုစိတ်ထဲမှာခံစားရတဘာသူကိုမြင်များကူညီပေးခြင်းအပြင်ကိုယ်မှာလည်းကိုယ့်ရဲ့စန္ဒာတွေပြေဝလာတယ်ကိုလိုချင်တဲ့ပတ်စံတွေရလာတယ်ကိုလိုချင်တဲ့ငွေကြေးတွေစုဆောင်းမိလာတယ်အဲ့လိုအနေအထားမျိုးလေးတွေ့ရတယ်ဆိုတော့လီယိုရီကိုလီယိုပြောချင်တာအီခီမွေးတော့ပြီပေါ့နော်လီယိုရီတွားချင်တဲ့လမ်းကြောင်းလီယိုတွားချင်တဲ့ဒီ journey က ကိုရဲ့ကိုနဲ့မဟုတ်တိတ်မဝေးတော့ဘူးเนาะ it's not the mickey way เนาะ mickey way ကိုသွားမှာမဟုတ်ဘူးเนาะအင်ကာဂျိုသွားမှာလာကဘာလောက်ပဲသွားရအောင်မယ်ပေါ့เนาะဆိုတော့ that's so nice ပေါ့เนาะအဲ့တော့ decision ကိုကိုယ်တိုင်ချနိုင်သွားလိမ့်မယ်เนาะဆိုတော့မပြတ်မသားဖြစ်နေ decision ချနိုင်မရတဲ့ပဲအဲ့လိုညိုတွေကိုပြောချင်တယ် okay all right next sign virgo ကြည့်မယ်เนาะအဲ့တော့ leo virgo ရဲ့ energy ကိုဖမ်းမယ် april coming april 9 to april 16 Virgo energy. Virgory တချို့ကြတော့မိသားစုလိုက် migrate လုပ်ဖို့ try နေတယ် Virgory ဖြစ်မြောက်ဖို့ရှိတယ်เนาะမိသားစုလိုက် migrate လုပ်ဖို့စဉ်းစားထားတာမျိုးတွေဆိုရင်အဆင်ပြေဖို့ရှိပါတယ်တချို့ကြတော့ကိုကနိုင်ငံခြားရောက်နေပြီး အဲကိုကိုရဲ့ကိုရွာမိဘကိုခေါ်ခြင်းနဲ့မိသားစုခေါ်ခြင်းနဲ့အဲ့ဒီကိစ္စလေးကြီးဖြစ်လာဖို့ရှိတယ်။ Okay အဲ့တော့ Valkyrie အတွက်ကဒီကိုရဲ့မိသားစုကိုရဲ့ဆွေမျိုးအတိုင်းဝိုင်းနေတဲ့အနေနဲ့ကောင်းတဲ့ရင်လေးကြီးကြားတတ်တယ်။နော်ကိုကိုတိုင်းကလည်းခီးသွားတာမျိုးကြီးဂျုံသွားတတ်တယ်။ကောင်းတဲ့ခီးဖြစ်တတ်တယ်။နော်ကောင်းတဲ့ခီးဖြစ်တတ်တယ်။အဲ့တော့တချို့ Valkyrie ဆိုအပြောင်းရွှေ့လေးလောက်လာအပြောင်းရွှေ့အတွက်ကို လမ်းကြောင်းလေးစပြီးတော့မြင်လာရတာမျိုးဖြစ်နေချွတ်ချွတ်ကအိမ်ပြောင်းတာအလုပ်ပြောင်းတာဖြစ်နိုင်တယ်နော်အဲ့လို energy လေးကို rally ကိုတွေးတယ်အဲ့တော့ကိုကိုမှာ supporter ကြီးအများကြီးရှိတယ်နော်ကိုမှာ supporter ကြီးအများကြီးရှိတယ်တချို့ကြတော့လေအဲ့လိုအပန်းဖြစ်ခီးလေးထွက်ရရက်တူခီးလေးပေါ့နော်ကို့အတွက် ်စိတ်ကို amuse ဖြစ်စေမှာအခုဆိုအရင်ကိုစိတ်တွေညှင့်နေကြရတယ်လीเนาะဆိုတော့ဒါ oversee မှာပဲနေနေ local မှာပဲနေနေအဲ့လိုမျိုးမိသားစုနဲ့ဆက်ဆက်ပြီးတော့ short trip လေးသွားတာမျိုးတွေကြုံရတယ်အဲ့ဒါအဲ့ခကြီးဆိုသွားလိုက်ပါတကယ်ကိုအတွက်အရင်ကောင်းတယ်လို့လေဝအကြံပေးခြင်းနဲ့ vocabulary အတွက်เนาะ energy လေးကောင်းနေရယ် okay all right leo first part bb ပေါ့เนาะအဲ့တော့ leo second part သွားမယ် second part libra Salmon Rising Libra Libra ရဲ့ energy ကြည့်မယ် coming air breath 9ရက်နေရနေ16ရက်နေကြည့်ပေါ့နော် it's gonna be the energy for you Libra Libra ရကလေတယောက်တည်းနေလို့စိတ်တွေများနေလိမ့်မယ်ဒီတပတ်တာကာလအတွင်းမှာနော် အချစ်ရေးဆိုလဲတိတ်ဆိတ်ဝင်စားတော့ဘူးเนาะအော်တချို့ကျတော့လဲဥပိုင်အိမ်မှန်ရကျင်တာမျိုးရှင်အာဥပိုင်အိမ်မှန်နေလဲမလို့ကျင်ငါချမ်းလဲမချမ်းသာကျင်တော့ငါတယောက်တည်းပဲနေတော့မယ်เนาะငါတယောက်တည်းပဲဘဝကိုဖြတ်သန်းတော့မယ်เนาะငါတရားပဲကျင်းတော့မယ်ငါတော့ပဲထွက်တော့မယ်အဲ့လိုစိတ်ကြီးများနေလိမ့်မယ် library so you ready to sacrifice your properties you want to sacrifice everything ဘောနော်အဲ့လိုပုံစံမျိုးလေးကြီးကိုတွေ့တယ်เนาะ တချို့ကြာလဲတယောက်တည်းနေပြီးတော့ question တွေထုတ်တာပေါ့ကိုယ်ကို question နေမိတာပေါ့ငါဘာလုပ်ရမလဲငါဘာ next step ငါဘာလုပ်ရမလဲဆို question တွေထုတ်တာဒါပေမဲ့ဒီ debate တာကလာအတွင်းမှာကောင်းပါတယ် library ရဲ့ energy ကလေ library ရဲ့ energy ကကောင်းတယ်ကောင်းတဲ့သတင်းလေးကြီးကိုကိုအတွက်ကောင်းသတင်းလေးကြီးကြားရတတ်တယ်နော်ဒါပေမဲ့ library ကအဲ့ကောင်းသတင်းကြားရတာတော့ကိုယ့်ကိုချီးကျူးတာချီးမွမ်းတာအခြေနဲ့ပတ်သက်ပြီးကန်တက်တာဒါတွေကိုတိတ်ပြီးတော့စိတ်မဝင်စားတော့ဘူးအဲ့ဒီ energy လေးက လီယိုခံစားရတာပို့ပြီးတော့ liberal တဲ့ကြီးစိုးနေလိမ့်မယ်။တိတ်ပြီးတော့စိတ်ဝင်စားတော့ material materialistic world ပေါ့နော်။အကျွယ်ဝချမ်းသာခြင်းတို့အိမ်ပိုင်ရခြင်းအဲ့ဒါကြီးတိတ်စိတ်ဝင်စားတော့နော်။အဲ့တော့တရားသည့်ရနေမလားတော့မသိဘူး။ liberal တွေနော်။ဆိုတော့ကောင်းပါတယ် said just go ahead ပေါ့နော် this is a blessing we ပေါ့နော် liberal အတွက် blessing we လို့လေဝမြင်ပါတယ်နော် so okay all right အဲ့တော့ဒီလို liberal ပြီးတော့ဒီလို scorpio ကြည့်မယ်နော် Uh, what is the message for coming April 9 to 16 uh, Scorpio and its UT man eh? uh, April 9 to 16 Scorpio Cut. April 9 to 16 Scorpio did the better color to my Scorpio အချစ်ကံတန်လျောက်တွေးရတယ်ပေါ့နော်။နောက်အချစ်ကံနေမကောက်စီးပွားရေးကံလည်းတန်နေရယ်ကိုကိုကူညီမဲ့လူနော်ကိုကအလုပ်စီးပွားတစ်ခုလုပ်ချင်တယ်ဆိုလို့ရှိလို့ရှိရင်လည်းကိုမှကိုရဲ့ partner ဒါမှမဟုတ်တခြား partner တူဝပေါ့နော်မိတ်ဆွေကကူညီပေးတာမျိုးမင်းဒီအလုပ်လုပ်ချင်လား Okay ငါကူညီပေးမယ်ကွာအဲဒီလိုမျိုးပေါ့နော်ချို့ချရလဲကိုရဲ့အနီးဆုံးဆိုးမိတ်ပေါ့နော်မအိမ်တောင်တဲ့ marriage copy ရေဆိုလို့ရှိရင်လည်းကိုရဲ့အနီးဆုံး အဲကိုယ့်ရဲ့ partner နဲ့တိုင်ပင်ဖြစ်ကြမျိုးကအိမ်လေးဝင်မယ်ဘာလေးအလုပ်လေးအစ်တစ်ခုလုပ်ကြမယ်ငါတို့စီးပွားရေးအစ်တလေးတစ်ခုလုပ်ကြမယ်အေးကွာလုပ်ကြမယ်ကွာဆိုအဲ့လို share agreement လေးရလာတာအဲ့ Scorpio တွေအတွက်အရန်ကောင်းတယ်နော်လုံးစီရအလုပ်အစ်တတစ်ခုရတတ်တယ်လုံးလက်ဆအလုပ်ရှိနေရဆိုလို့ရှိရင် project အစ်တတစ်ခုလုပ်ရတာမျိုးကြီးဂျုံဝတတ်တယ်တာဝန်ပေးခြင်းခံရတာမျိုးကြီးဂျုံဝတတ်တယ်ပေါ့နော် နောက်အလုံးလုံးနေရပဲမလုံးနေရပဲအိမ်မှာပဲနေနေရဲ Scorpio ရေဆိုလို့ရှိလို့ရှိရင်လည်းအလုံးလုံးဖို့အတွက် ID ရဲ့အစ်စ်တီအကြံဉာဏ်အစ်စ်တီပေါ်လာတတ်တယ်အဲ့ဒီအကြံဉာဏ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းကိုယ့်ရဲ့ partner တချို့ချောလည်းကိုယ့်ရဲ့ချစ်သူကြီးစားကိုယ့်ရဲ့အိမ်ထောင်ဘက်ကကိုယ်ပံ့ပိုးပေးတာမျိုးကိုယ် support လုပ်ပေးတာမျိုးအကြံဉာဏ်ပေးတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့စီးပွားရေးလုပ်ဖို့လီဝါအားပေးရဲ့ Scorpio တွေကို investment တွေလုပ်ဖို့လည်းလီဝါအားပေးရဲ့လီဝါ investment တွေမြင်နေတယ်တချို့ချောလည်းအိမ်ချမ်းမြေတို့နော်မြေယာတို့အဲ့လိုမျိုးတွေနဲ့ပတ်သက်ပြီးတော့ invest လုပ်ချင်တာမျိုးတွေဆိုလို့ရှိရင်လည်း Scorpio တွေအားပြီးတဲ့ဒီတစ်ပတ်တာကာလအတွင်းမှာဒါ the way ပေါ့နော်ဘယ်လိုမျိုးဆက်သွားရမလဲဘယ်လိုဆက်လုပ်ရမလဲဘယ်ကနေအစပြုရမလဲဆိုတဲ့ idea လေးရလာလိမ့်မယ်အဲ့တော့ Scorpio ရဲ့ energy ကကောင်းနေအောင်တွေးရတယ် okay so just go ahead ပေါ့နော် early your next sign Sagittarius ကိုကြည့်ပါမယ်အဲ့တော့ Salmon Rising ပေါ့နော်အဲ့တော့ Sagittarius ရဲ့ Coming April 9 to 16 energy for Sagittarius. All right. Oh my gosh. Sagittarius, you're gonna make a lot of money this week. ဒီတပတ်တာကာလတည်းမှာလက်လာပါပြီးပေါ်ကျွေးသွားလိမ့်မယ်။ငွေကြီးကိုလုတ်တဲ့အလုံမှန်သမျှငွေကြီးဖြစ်ကျွန်းလိမ့်မယ်။အာအရင်တပတ်ကအလုံလုတ်တယ်နော်။ပတ်စံ1000 2000တွေရဒီတပတ်မှာပတ်စံ5000ရတယ်လက်သိန်းရတယ်အဲ့လိုမျိုးပေါ့နော်။ငွေဝင်လာလိမ့်မယ်။ငွေဝင်လာတဲ့အတူတူတဲ့။ နော်ခီးသွားတဲ့ကိစ္စလေးတွေကြုံရတဲ့တည်းနော်တချို့ကြောက်ရလဲအပျော်ခီးဖြစ်နိုင်တယ်ပေါ့နော်ခီးသွားတဲ့ကိစ္စလေးပေါပေါက်တက်ပါတယ်ကောင်းမွန်ကောင်းတဲ့ခီးဖြစ်နိုင်တယ်တဲ့နော်ဆိုတော့တချို့ကြောက်တော့တဲ့အာ sagittarius ကြီးနိုင်ငံသားထွက်ဖို့စဉ်းစားနေရစီစဉ်နေရ sagittarius ကြီးလည်းဒီတစ်ပတ်တာကာလအတွက်ပတ်စံပြည့်သွားတာမျိုးတွေဖြစ်တတ်တယ်နိုင်ငံသားထွက်မဲ့3300လို့ရလက်ထဲမှာ3300ပြည့်လာတာမျိုးလို့เนาะထွက်ဖို့အတွက်ကိုပြင်ဆင်ဖြစ်တာမျိုးလို့ ready ဖြစ်သွားတာမျိုးတွေကြုံရတတ်တယ်เนาะဆိုတော့တော်တော်လေးကောင်းတယ် အဲ့တော့ငွေကြေးကန်တက်နေရဲ့ Sagittarius ဒီဒီပတ်တာကာလအတွင်းမှာအဲ့ဒီမာမာလီယောအကြံပေးချင်တာအဲ့ဒီငွေကြီးကိုကောင်းတဲ့နေရာမှာသုံးဆွဲပါတချို့ Sagittarius ကြတော့အပျော်အနေနဲ့အပြည့်အနေနဲ့သုံးမိရာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါလေးတခုတော့လီယောတတိပေးချင်တာနော် Sagittarius ရတဲ့ပတ်စံစူဆောင်းထားနိုင်ငံခြားထွက်ဖို့ဆိုထွက်ဖို့ဟာမှာပဲသုံးမယ် okay all right အဲ့တော့လီယောတို့ next sign Capricorn ကိုသွားမယ်နော် Capricorn April 9 to 16 energy for Capricorn. Capricorn. Capricorn နဲ့ Leo Cancer ကဒီတစ်ပတ်ကြာကာလအတွင်းမှာကိုယ့်ရဲ့အလုပ်ရှင်တဲ့တော်လကောင်းเนาะကိုယ့်ရဲ့အထက်ရာရှိတဲ့တော်လကောင်းစကားများရတာပေါ့ချွတ်ချွတ်လေးကိုယ့်ရဲ့ college တွေပေါ့เนาะ ကိုနဲ့အလုပ်အတူတူတွဲလုပ်နေတဲ့ college တွေနဲ့စကားများရတာမျိုးတွေဖြစ်ရတဲ့တဲ့အာလီယိုစိတ်တဲ့ခံစားတာပွင့်နေပြောရင် Capricornia တိတ်ပြီးတော့စကားမပြောဘူးတိတ်ပြီးတော့ရမ်းမစွာတတ်ဘူးဆိုလို့ရှိရင်လီဝါတော့အားပေးရတယ်ဒီဘက်တာတော့မနေ့လေးရမ်းစွာမှရမယ်ရမ်းစွာလိုက်တော့မှ လူတွေကကိုယ်စကားအောင်နားထောင်တာရမ်းစွာလိုက်တော့မှအော်ဟုတ်ကဲ့အော်အော် तू ကပညာရှိပါလားအော် तू ကငါ့ထက်ငါတို့ထက်ပိုသိပါလားဆိုတာသိတာနော် နည်းနည်းလေးအငင်းခုန်လေးတွေလှုပ်လိုက်ဒီဒီဘက်တာကတော့ဒီမှာ Capricorn နေအကြံပေးချင်တာအငင်းခုန်လေးတွေလှုပ်လိုက်နည်းနည်းလေးရန်စွာလိုက် ကိုဘာလဲဆိုတာထုတ်ပြလိုက်လီကိုပြောမန်တက်ဖို့မဟုတ်ဘူးမာနာတွေထုတ်ပြဖို့မဟုတ်ဘူးကိုဘသူလဲဆိုတာကိုပြဖို့ပြောတာနည်းနည်းလေးနော်ဒီမှာဆိုကို့ကိုမနာလိုတဲ့လူတွေကို့ကိုကိုကလူကြီးစစ်စံအလုံးလုံးနဲ့တော့ကို့ကိုစောင့်ကြည့်နေနေဘယ်တော့ဒုက္ခရောက်မှလဲဆိုပြီးတော့စောင့်ကြည့်နေတဲ့သူတွေလည်းကို့ရဲ့ဒီအလုံးပတ်ဝန်းကျင်မှာရှိလိမ့်မယ်။နော်အဲ့တော့ ကိုဘသူလဲဘာလဲငါငြိမ့်နေတာเนาะတကယ်တည်းတော့ငါပြဿနာမရှာခြင်းလို့ငြိမ့်နေတာဆိုပြီးတော့ကက်ပရီကွန်နေရနေတာမငြိမ့်နဲ့နည်းနည်းလေးအမောက်ထောင်ပြလိုက်โอเคနည်းနည်းလေးအဲစကားနည်းနည်းပြောရမယ်အဲစိတ်မပူနေသေးလားနော်ဒါပို့လဲဆိုတော့ခုနကပြောသလိုကိုစကားကိုယုံသွားတာကိုပြောစကားကနားခံသွားတာနားထောင်သွားတာနော်အဲအဲ့လိုမျိုးလေးကြုံရလိမ့်မယ်ဒီတပတ်တာကာလအတွင်းမှာကွာစီရည်ပဲနော်ဒီချောချောရတဲ့လူတွေကိုစာတင်ပေးရတယ်ကိုယ့်ရဲ့ပညာတွေမျှဝေပေးရတာမျိုးတွေ နော်အဲနောက်အလုတ်ထဲမှာဆိုကိုကမှားနေရလေးကိုတက်မဲ့ပြီးရတာမျိုးလေးနော်ဒီတပတ်တာကာလာတူမှာဂျုံဝတက်တယ်အဲကိုရဲ့စကားကြီးအောင်လိမ့်မယ်လက်အောင်ငယ်သားကြီးအခုစကားအောင်နားထောင်လိမ့်မယ်အဲ့တော့တော်တော်လေးကောင်းနေကက်ပရီကွန်နေနော်ဆိုတော့ကိုဘယ်သူလဲဆိုတာကိုပဲချပြဖို့လေးကအကြံပေးချင်တယ်နော်โอเค All right Sorry โอเคလေးရောကက်ပရီကွန်ပြီးတော့အควရီယပ်ကိုကြည့်မယ်နော် Aquarius, please give me your energy for coming April 9 to 16. Aquarius to your Gmail. Aquarius, eh? the ်ခွဲရီးစီတဲ့ဘဝမှာဆုံးရှုံးထားရတယ်များတယ်ဆွန့်လွန်ထားရတယ်များလိမ့်မယ်ဆွန့်လွန်ထားရတယ်များတယ်ဆုံးရှုံးထားရတယ်များတယ်ဒီဟာခံစားရတာတမင်သက်သက်တမင်သက်သက်ကြီးဆုံးရှုံးထားတာအာမဟုတ်ဘူးပေါ့နော်ကိုကိုတိုင်ကဆွန့်လွန်ထားတာလို့လူစိတ်ထဲမှာခံစားရတယ်အဲ့တော့တချို့ Aquarius စီလီယိုခံစားဒီတပတ်တာအခုလီယိုဟောနေတဲ့အချိန်ဒီလာမယ့်တပတ်မှာပေါ့နော်ကိုစီကနေအကြံဉာဏ်ကောင်းနေလိုချင်လို့ ဒုက္ခရောက်နေတဲ့သူတွေပေါ့နော်အကြံဉာဏ်ဤတောင်းကျင်နေကိုယ့်စီကိုလာတာမျိုးတွေရှိမယ်နော်အဲဒါလေးဘယ်လိုလုပ်ရမလဲတီးပေးပါချွတ်ချွတ်ရယ်နာမကျန်းဖြစ်နေတဲ့လူတွေဖြစ်နိုင်နေတဲ့နော်တချို့ကျလည်းဝမ်းနဲ့ကြည်ကွင်းနေတဲ့သူတွေဖြစ်နိုင်နေတဲ့နော်โอเคအဲ့တော့သူတို့ကိုကောင်းမွန်စွာ Aquarius ကြီးကလမ်းပြပေးနိုင်လိမ့်မယ် Aquarius ကြီးကကောင်းမွန်စွာသူတို့ကို decision တွေချပေးနိုင်လိမ့်မယ်ဒါပေမဲ့ အကွေရီယပ်စ်ဒီကိုတိုင်းကကြတော့သူ့ရဲ့ဘဝအကျွဲသူဘာလုပ်ရမလဲဆိုတာကိုမသိဖြစ်နေတတ်ပါတယ်တဲ့သူများတွေကိုတော့လမ်းပြပေးနိုင်တယ်သူများတွေကိုတော့အကြံပေးနိုင်တယ်သူများတွေကိုနှစ်သိမ့်ပေးနိုင်မျိုးအကွေရီယပ်စ်ကြီးကဒီဒီဘက်တာကာလာတူမှာကိုယ့်အနေကိုပိုးဒန်စ်ကန်ကိုယ့်အနေကိုပိုးဒန်စ်ကန်ကိုယ့်အကိုတိုင်ပတ်နေရဲလို့ပြောချင်တာနော်ကိုကြတော့ဘာလုပ်ရမလဲမသိဘူးဟုတ်ပြီငါကတော့လူတွေကိုအဲချမ်းသာအောင်ကျမ်းမာအောင်ငါကတော့ စီစဉ်ပေးလိုက်တဲ့အကြံဉာဏ်တွေပေးလိုက်တဲ့ကိုကိုတိုင်းကျတော့ကျမ်းမာကျမ်းမာရဲ့လမ်းကြောင်းကိုသွားမှလားချမ်းသာရေးလမ်းကြောင်းကိုသွားမှလားစီးပွားရေးလမ်းကြောင်းကိုသွားမှလားဘာလို့သွားလို့သွားမှလဲမသိစိတ်တွေရှုပ်ထွေးတက်တယ်စိတ်ရှုပ်ထွေးလွယ်တယ် mercury retrograde ပြီးတော့မှဒီ shadow period ရဲ့ကျမ်းမာစိတ်တွေရှုပ်မှာ aquarius team ဖြစ်မလားမသိရနော်အဲ့တော့ okay so မြများကူညီပေးပေါ့ကွာเนาะမြများကူညီပေးလူတွေအကြံဉာဏ်တောင်းနေဆလို့ရှင်လဲကိုကမြများလေးအကြံဉာဏ်ပေးမြများလေးအဲဆုံးဖြတ်ပေးပေါ့เนาะ analysis လုပ်ပေးပေါ့เนาะ โอเคအကိုကိုဟန်းတော့နည်းနည်းလीတော့ဟိုဟိုဘာလို့ရမလဲမသိเนาะချိန်မကန်ပြီလက်မကန်ပြီတော့ဖြစ်တတ်တယ်โอเคအဲ့တော့ကိုကိုတိုင်းကကြတော့လေဒီခုနပြောလို့စိတ်ရှုပ်လာတာမျိုးတွေရှိတယ်ဆိုလို့ရှိရင်လေအကြံဉာဏ်ပေးနိုင်မယ့်သူပုဂ္ဂိုလ်စီမှာအကြံဉာဏ်တောင်းခံကြည့်ပေါ့โอเคဒါ query ရစီအတွက် message ဖြစ်တယ် wish you all the best ပါ all right လီရိုဒ the last sign တော့ Pisces ကိုကြည့်ပါမယ်အဲ့တော့ဒီတို့ Pisces summarizing ပေါ့နော် Pisces energy for coming week for 9 to 16 Oh Pisces ဒီအရင်းနှီးတချို့ရဖို့ရှိပါတယ်ချို့အလုတ်အသက်ရှာနေရမျိုးဆိုရင် အလုံးရမယ်ငွေရလမ်းကြောင်းအစ်စ်ပေါ်လာတာမျိုးတွေဖြစ်တတ်တယ်ဖိုက်စီစီဒါပေမဲ့တပြိုင်နက်ထဲမှာပဲอืมလီယိုခန်းစားတာလीဥမာအလုတ်ထဲမှာယာဒူးတိုးတယ်ပေါ့ကွာလီယိုထဲမှာကိုလာစာတိုးပေးလိုက်တယ်ပေါ့စိတ်ထဲမှာပျော်သွားတယ်ဖိုက်စီစီเนาะငါပတ်စံရဒါပေမဲ့တစ်ဖက်မှာလည်းကိုခိုင်းကျင်လို့တဲ့ကိုပတ်စံတိုးပေးလိုက်တာအလုတ်တီကိုဒီထက်ပို့ပြီးတော့ခိုင်းကျင်လို့ဖြစ်နိုင်တယ်โอเค အချို့ကျတော့ပတ်စံရရတယ်ပတ်စံချီးရတယ်ဆိုပတ်စံရတယ်ဒါပေမဲ့နောက်ွယ်မှာနော်ဒီပတ်စံချီးထားရရင်နောက်ွယ်မှာဆက်ရမယ့်အမောင်ကြီးများနေတာမျိုးလို့ကိုမမြင်ရတဲ့အရာကြီးရှိနေတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ Pisces ရဲ့လောဘမကြီးဘူးလီဝါအကြံပေးခြင်းနဲ့ဒီဒီဘက်တာကလာတူမှာလောဘနောက်ကိုလိုက်ပြီးဟာပတ်စံရမယ်ပတ်စံရမယ်ဆိုအဲ့ပတ်စံနောက်ကိုလိုက်သွားလို့ရှိရင်နဲ့အဲ့ဒီပတ်စံတော့လက်ထဲမှာရလာတယ်အဲဒါပေမဲ့ဘလို့ဖြစ်တယ်လဲဆိုရခါကျတော့အဲ့ give and take မှာကိုပြန်ပေးဆက်ရမယ့်အရာကြီးတက်တယ်။ရတော့ရရနော်ဒီပတ်စံလိုချင်တိန့်တရာလိုချင်လည်းရတယ်။ဒါပေမဲ့ကိုပြန်ပေးဆက်ရမယ့်အရာကိုပြန်ဆက်ရမယ်လုံအားနဲ့ဆက်ရတာဖြစ်ချင်းဖြစ်မယ်နော်။အဲအဲ့ဒါလေးတွေကကိုအတွက်ခက်ခဲတက်တယ်။တချို့ကျတော့ဒီပတ်စံရလာပြီးတော့မှရင်များချက်တယ်နော်။ပတ်စံရလာပြီးတော့မှကိုအလုပ်ထဲကလူတွေနဲ့တော်လုံးကောင်ကိုမိသားစုနဲ့တော်လုံးကောင်ရင်များတာမျိုးတွေဖြစ်တက်တယ်။ Okay ။ဆိုတော့ ရိုးစိတ်တဲ့ခန်းစားတော့ငွေကြေးနောက်ကို chase မလုပ်ပါနဲ့ရစရာရှိသလောက်အမောင်ရပါစီငွေအများကြီးရမှာပဲဆိုပြီးတော့ငွေတစ်ခုတည်းကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ချလိုက်ရင်ကို့အတွက်အဆင်မပြေဖြစ်တတ်တယ်ငါးပါးမှောက်တတ်တယ်အဲ့ဒါသတိထား Pisces okay all right so good luck Pisces okay all right that's it for this week အဲ့တော့ဒီလိုတင်ဆက်ပေးသွားတော့ April 9ရက်နေ့ကနေ16ရက်နေ့အထိ weekly zodiac energy reading လေးဖြစ်တယ်အားလုံး enjoy ဖြစ်မယ်လို့လီယိုမျှော်လင့်ပါတယ်ထုံးစံတိုင်းပေါ်တော့လီယိုရဲ့ဒီဗီဒီယို clip လေးကိုလီယို YouTube channel လေးမှာရော Facebook page မှာပါလီယိုတင်ဆက်ပေးမှာဖြစ်ပါတယ်လီယိုကိုချစ်ခင်တဲ့နှစ်သက်တဲ့ support လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့လီယို YouTube channel လေးဖြစ်တဲ့ Soul of Leo Tarot YouTube channel လေးကိုလည်း subscribe လုပ်ထားကြဖို့မေးပါနဲ့ဦးနော် okay အာလီယိုနဲ့ personal consultation ချီချီရကိစ္စနဲ့ပတ်သက်ပြီးတော့မင်းမြန်ဆွေးနွေးခြင်းနဲ့ဆိုလို့ကျွန်တော်ဒီ UC မှာ Venus package ရှိပါတယ်။အလောက်ကန်ကိစ္စ၊ငွေကြေးကိစ္စနဲ့စီးပွားရေးကိစ္စတွေနိုင်ငံခြားထွက်မဲ့ကိစ္စတွေမင်းမြန်ဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင် UC မှာ wall package ရှိပါတယ်။အဲ့တော့မိမိဘဝလမ်းကြောင်းကိုရှာဖွေခြင်းနဲ့လူဘဝလမ်းပြောင်းနေရဲ့လို့ခန့်စားနေရတဲ့သူတွေမိမိမှာဘလို့ challenge ရှိလဲဒီဘဝဒီခန္ဓာရလာတာကဘာရည်ရွယ်ချက်နဲ့ ဒီဘဝကိုဖျက်တမ်းရမှာလဲဆိုတော့မိမိရဲ့ soul purpose ကိုသိကျင်နေဆိုလို့ရှိရင်လူစီမာနက္ခတ္တဗေဒပညာနဲ့ဟောကြားချက်ပြုလုပ်ပြီးတဲ့ soul mission package လေးရှိပါတယ် so mission package ကတော့ waiting time လေးကြာတဲ့အတွက်ကြောင့်မလို့အနေငယ်တော့ဆောင်ဆိုင်ပေးရမှာဖြစ်ပါတယ်လီရောအသေးစိတ် detail ဖတ်ပေးရတာဖြစ်တဲ့အတွက်ကြောင့်ပါနော် okay အဲ့တော့လီယိုဒီနှစ်မှစပြီး launch လုပ်ထားတဲ့ psychological therapy package လေးတခုဖြစ်တဲ့ talk therapy package လေးပေါ့နော်ဒီရောနဲ့ဒီစိတ်တင်ရာကြီးနော် ဒီလွှတ်ချခတ်တဲ့စိတ်ဓာတ်ရီကိုယ်မှာမွန်းကျက်နေတဲ့အရာတွေเนาะဒီကိုရင်ဖွင့်ကျင်တယ်ပြောကျင်တယ် healing လုပ်ကျင်တယ်ဆိုလို့ရှိရင်တော့ Leo Talk Therapy Package ပေါ့เนาะ Anxiety by Dr. Leo ဆိုတဲ့ package လေးတစ်ခုကိုလည်းအသေးဖွင့်ပေးထားတာရှိပါတယ်အဲ့တော့ package လေးတွေပြောနေရင်လည်း Leo D April 9ရက်နေ့ကနေ18ရက်နေ့ထိပေါ့နော် Leo intro clip မှာလည်းပြောခဲ့တယ် promotion discount လေးချပေးထားတယ်။ consultation package အတိုင်းကိုပေါ့နော်။ဘယ် consultation package မျိုးမဆို20% discount ရမှာဖြစ်ပါတယ်။အဲ့တော့ promotion period က9ရက်ကနေ18ရက်နေ့ထိပဲပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ slot လည်းပြည်တာမြန်တဲ့အတွက်ကြောင့်မို့လို့စိတ်ဝင်စားတယ်ဆိုလို့ your facebook page messenger chat box ဆိုင်တစ်စင်းစုံစမ်းပြီးမြန်ပြီးတော့ package လေးတွေကိုဝယ်ယူပြီးတော့ booking appointment လေးတင်လို့ရပါတယ်။ ယခုတည်းကအားပေးနေကြတဲ့ fans တယောက်ချင်းစီ subscriber တယောက်ချင်းစီ client တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြားရင်းနဲ့ပဲလေးရဲ့ဒီ video clip လေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်နော်နောက်ထပ်ရက်သက်တဲ့ဘက်ဒီမှာလေးကိုပြန်နေဆုံတွေ့ကြပါမယ် have a nice day to you all take care and bye bye